မင်္ဂလာပါညစီကွာဆောဆောင်မနှုတ်ကူဆက်တာပါတယ်စက်တင်ဘာလ26ရက်2025ခုနှစ်တောင်းချာနေ့ နောအီအီအထုပ်ပတ်တိဟုမူကနောအီသည်ဖြောင်းမတော်သူမိမိအမျိုးနိုင်ဆုံးလေတော်သူဖြစ်၏ကပောင်ချန်းခန်းချင်းချောင်းခန်းငယ်ကိုကောင်းချင်းကနာဂန်လျှောက်ထားကြဖို့ပါဖျားခင်နေသူလျှောက်လန်းကြသူများ walking with core ရှိသောအခါမှာတော့နာဂန်လိုက်လျှောက်ခြင်း obedience ကအင်မတန်မှလိုပါသည်မရှိမဖြစ်အရေးသွေးကိုရှူရမှာပါနာဂန်လိုက်လျှောက်ခြင်းမရှိဘဲနဲ့ဖျားခင်နေသူတွားလာတော်သူဖြစ်နိုင်မှာတကယ်တော့လောကမှာအတန်တွေများလာပါသည် နာခံလိုက်ရှောက်ရှာရင်များလာပါသည်သို့တော်ဖျားရှင်နှင့်ရှောက်လန်းသူဖြစ်ဖို့ဆိုရင်နှုတ်ခွက်တော်ကူတာနာခံလိုက်ရှောက်ကြမှာပါကပောင်းချမ်းခန်းချင်းချောင်းမှာကပကြီးကိုရည်လွှမ်းမှုသောအကြောင်းကိုဖတ်ရပါသည်သူရည်ပေးတင်သောကာလမှာလွတ်မြောက်လာခဲ့သူကနော်အီဖြစ်ပါသည်နော်အီသည်မာရတော်မူသည့်အတိုင်းပြုလို့ဤအင်္ဂလိပ်ဘာသာတော့ that not did according to all God command him who လာပါသည်။နွေရသည်မှာတင်မောလျှောက်ပါ။ဖျန်းခင်ကပြော၍နော်အီလုတာပါ။ဂေါဖရာတင်တာနှင့်ရှောင်းရမြူးဖျန်းခင်ကပြော၍နော်အီလည်းဂေါဖရာတင်တာကိုရှာ၍တင်မောတင်ပါ၏။အခန်းနှင့်ဖွင့်ထင်းရှူးစင်းနှင့်သုံးရမြူးဖျန်းခင်ကပြော၍နော်အီလုပါသည်။ လုံရမည်ဒီဇိုင်းဒီဆောင်မည်ပြီးသူကလုံများကိုဘုရားခင်ကပြောပါသည် နော်ဤကလုံပါသည်တရိဆိုင်နေအစိုးလင်းအကြီးမတင်မိုးရဲကိုသူရှင်ကိုဘုရားခင်ကပြောပါ၏နော်ဤကလုံပါသည်တရိဆန်အစာအမျိုးမျိုးကိုယူ၍သူလောင်ထားရမည်ဟုဘုရားခင်ကပြောပါ၏နော်ဤကလုံရပါသည်နောက်ဆုံးမှာပဲတင်မိုးရဲဝင်နေပါဦးပြောရင်နော်ဤကသူမိသားစုနှင့်အတူဝင်နေပါသည်ဘလောက်တောင်ခက်ခဲ၍ပင်ပန်းတော့အလုပ်ဖြစ်ပါသည်လဲတနင်္ဂနွေကာလရပ်ပေါင်း390တင်မိုးရဲမှာတရိ ဆံများနဲ့အတူနေထိုင်ရတာလုံးဝမလွယ်ကူပါတင်မောထဲမှာပဲနေရတော့အချိန်များအတွက်နော်အင်းမကြီးညူခင်ပါနော်အင်းသည်သူ၏တခင်ပြောသမျှလုပ်ပါသည်နာခံ၍လိုက်လျှောက်တော့တတကိုနော်အင်းကဖော်ပြထားပါသည်ဖျားခင်နေထူသွားလာတဲ့ဆူရကအဲ့လိုမျိုးပါဖျားခင်ကတော့နှုတ်ခွတ်တရားတော့ကိုအလင်းဟာမရှိနာခံ၍လိုက်လျှောက်ဆောင်ရွက်ခြင်းကိုဆုလိုပါသည်တခင်ယေရှုမိန်တော်မူသည်။အနာခံမှုပါပဲလိုက်လျှောက်ဖို့ပါပဲပြည့်ညက်တရားများကိုပေါ်ပေါ်တန်တန်တွေးမရပါ ဒီရန်သူကိုချစ်ပါအောင်ရှင်လင်းချစ်ဖို့ပါပဲညင်းဆိုစင်ကြည်ပြီးတာမျိုးလုံးရင်မရပါဘူးเนาะရှင်ရဲသားကိုတနာပါရှင်လင်းတနာဖို့ပါပဲကုညက်ကိုအမိပြုရင်စင်ကြည်ပြီးရင်ဖြစ်ပါညောအီအီနာခံခြင်းကသူနေသူမိသားစုကိုရှင်ပြီးမှလွမြောက်ရှိခဲ့ပါဤအားလုံးဖြာတင်ကောင်းချီးပေးပါစေ